မမြင်ရတာကြပြီဖြစ်တဲ့ item တွေနဲ့ဒီနေ့ရဲ့မျိုးသမီးဇပ်ပုတ်စုကိုတင်ပိုက်ဖို့ရာဂိုင်နှုံများနေတဲ့ဖူးဆောင်အလုံးမဲမိကလာကဗမစ်နန်းကနေကျွတ်စလိုက်ပါတယ်ဖူးဆောင်ကအနုပညာလောကကနေအချိန်ကြာကြီးရနာထခဲ့ကပြီးခဲ့တဲ့နှစ်ပိုင်းကမှအနုပညာလောကတွေကိုပြန်လည်ဝင်ရောက်လာခဲ့တာပေါ့အချိန်ကြာကြီးဝေးကွာနေပြီးမှအနုပညာလောကကိုနောက်တစ်ချိန်ခြေချဖို့ဆိုတာလွယ်တော့မလွယ်ကူပါဘူးအနုပညာလောကမှာရှိနေပြီးသားလူတွေရဲ့ပြည့်ရည်ပြည့်ချင်းကိုလည်းခံရသလိုပရိသတ်တွေရဲ့လက်ခံအပေးမှုအပေါ်မှာလည်းစံမွေးအစ်စ်ခံရသလိုဖြစ်နေတာပေါ့ဖူးဆောင်ကအနုပညာ ညလောကရဲကိုနောက်တစ်ခေါက်ခြေပြန်ချချိန်မှာအရင်နဲ့မတူတော့တဲ့အပြင်ဆင်တွေနဲ့ပြန်လာခဲ့တာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ရင်သွေးဇလံတွဲထဲမှာပေါဝင်သရုပ်ဆောင်ကဒေါ်ဘေဘီကာရက်တာနဲ့ဝါကနဲ့ပေါ်လာခဲ့တာပါဒေါ်ဘေဘီကာရက်တာနဲ့ခံပတ်ပြန်လာခဲ့တဲ့ဖူးဆောင်ဟာထင်ထတာထက်ကအများကြီးကောင်းလာခဲ့တယ်ဆိုတော့အလုံးကလက်ခံလိုက်ရပါတယ်ပထမတစ်ခေါက်တုန်းကရုပ်ရှင်လောကမှာခြေချချိန်မှာဖူးဆောင်ရဲ့ item တွေကလိုတလောက်မရောက်နေခဲ့သလိုဖြစ်နေခဲ့ပါတယ် ဒီမှာကိုပေါ်မှာရှိနေတဲ့အာသာချက်တွေကိုကိုယ်တိုင်မဖော်ထုတ်နိုင်ခဲ့သလိုဖြစ်နေခဲ့တာပေါ့ဒါပေမဲ့ဒုတိယတစ်ခါကိုခြေချချိန်မှာတော့အိုက်တင်ပြပြသူဆိုတာကိုဇလန်းထွန်းနဲ့တပ်တွေပြနိုင်ခဲ့ပါတယ် ဒါကြောင့်မို့ဖူးဆောင်တရုတ်ဆောင်မဲ့ရုပ်ရှင်စကားကြီးကိုလည်းလူအများကကြည့်ကြင်နေကြကြတာပေါ့မျော်လင့်နေကြသလိုပဲပြီးကနေ့ရပိုင်းကစပြီးဖူးဆောင်အတွက်ပထမဆုံးခန့်ဖတ်ရုပ်ရှင်စကားကြီးဖြစ်တဲ့အမွေဆိုင်ဇနီးများရုပ်ရှင်စကားကြီးကိုရုံတင်ပြသလုပ်နေတာပေါ့အမွေဆိုင်ဇနီးများရုပ်ရှင်စကားကြီးမှာမင်းသားမင်းသမီးတွေအများပြပါဝင်ထားပြီးအပြိုင်ဆိုင်ကိုတရုတ်ဆောင်ထားပါတယ်ဖူးဆောင်ကချောရတနာချူလေးရွှေသမီးထထထွန်းတို့နဲ့အပြိုင်တရုတ်ဆောင်ထားခဲ့တာပေါ့ လက်ရှိမှာနမဲကြီးနေတဲ့မင်းသမီးတွေနဲ့အပြိုင်တရုတ်ဆောင်ချိန်မှာတော့ဖူးဆောင်ရဲ့အရေးချင်းတွေကမကြဆင်းသွားခဲ့ပါဘူး။ဖူးဆောင်ဟာရင်သွေးဇလံတွဲနဲ့မတူတဲ့ item တွေကိုအမွေဆိုင်ဇနီးများရုပ်ရှင်စကားကြည့်မှလောပြနိုင်ခဲ့တာပေါ့။သူမရဲ့ item တွေကထိမဲ့လွန်းလာကြမှုရုပ်ရှင်အောင်မှကြီးခဲရတဲ့ bracelet တွေကမချီချိုးဘဲကိုမနေနိုင်ဖြစ်ခဲ့ရပါတယ်။ဒါအပြင် academy ဆိုတာဖူးဆောင်အတွက်အသေးစားတဲ့အရာတစ်ခုလို့ဖြစ်လာခဲ့ရပါတယ်။တကားလုံးမှာဖူးဆောင်ကသူရရဲ့ရောက်ွက်ကနေအကောင်းဆုံးနဲ့အပြည့်ပြည့်ဆုံးလောပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့လဲဖူးဆောင်ကမြို့သမီးဇပ်ပိုးစုအတွက်တေချာတလောက်ဖြစ်လို့လာခဲ့တာပါဖူးဆောင်ဟာအကယ်ဒမီစုကိုတခါမှမရရှိဘူးတဲ့အနုပညာရှင်တယောက်ဖြစ်ပါတယ်ဒါပေမဲ့သူမအနေနဲ့အကယ်ဒမီစုကိုမျှော်မှန်းပြီးရုပ်ရှင်ရိုက်ထားတာမျိုးတော့မဟုတ်ပါဘူးရတဲ့ကာရိုက်တာကိုပြပြအောင်တရုပ်ဆောင်ထားတာပါဖူးဆောင်ကရင်သွေးဇလန်တွဲနဲ့အောင်မြင်ထမှုကိုထမကျော်တက်နိုင်မှာစိုးရင်နေခဲ့ပါတယ် ပရိသတ်တွေကရင်သွေးစနန်းတွဲထဲမှာဖူးဆောင်ရဲ့တရုတ်ဆောင်ပုံအပေါ်မှာလည်းချီးကျူးထားခဲ့ကြတာပေါ့အများကြီးအောင်မြင်မှုရရှိပြီးမှတရုတ်ဆောင်နာမပြပြန်ဘူးလို့ပြောခံရမှာကိုဖူးဆောင်ကကြောက်နေခဲ့ပါတယ်ဒါအပြင်ဇလန်းတွဲကတရုတ်ဆောင်ချက်တွေကရုပ်ရှင်စကားကြီးမှာပါလာပြီးတော့ထင်ရကအိုက်တင်ထက်နေမှလဲစွန့်ရင်နေကြတာပေါ့ဖူးဆောင်ကသူစိတ်ပူနေတာတွေမဖြစ်အောင်စူးစမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီနေ့အကယ်ဒမီပေးပွဲကပွဲချမဲ့အနေထားမှလဲရှိလို့နေတာပေါ့အရင်နှစ်ကထက်ဇကားကောင်းများသလုံးအချိန်တွေကိုရှင်ပြိုင်ကြရမှာပေါ့ နှစ်လပိုင်းလောက်မရောက်သေးပဲအကယ်ဒမီစုကို5မဲ့သူတွေကအရှော်ရှော်ထွက်ရှိလို့လာပါတယ်ပရိသတ်ကြီးရောဖူးဆောင်ဟာအကယ်ဒမီရဖို့ထိုက်တန်တဲ့အနုပညာရှင်တယောက်ဖြစ်လာပြီလို့ထင်လားဆိုတာပြပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွက်ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ